ကဲပရိသတ်ပြေစောင့်နေကြတဲ့တန်းစင်ရဲ့ထူပွဲကြီးကတော့ရောက်ရှိလို့လာပါပြီ။တန်းစင်ကတော့ပွဲထူခါနီမှာစစ်စစ်ချက်မှာရလုံးထဲမှာ spot လေးတွေတွေ့ရကြောင်းပွဲပြတ်သွားခဲ့ရတာဖြစ်ပြီးတော့အခုတော့သူ့ရဲ့မျက်လုံးအခြေအနေကိုဗန်ကောက်ကိုလုံခဲ့တဲ့ဘက်ကသူ့ရဲ့အကိုနဲ့ပြန်လည်သွားစစ်ဆေးတဲ့အခါမှာတော့အကောင်းပကတိတိုင်းပြန်လည်ဖြစ်နေခဲ့တာဖြစ်ပြီးတော့ပွဲထူဖို့အတွက်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း one championship ကိုအတည်ပြုလိုက်ပြီးတကာလာမှာတော့အခု တန်းစင်ကပွဲရသွားပြီဆိုပြီးတော့ပိတ္တတွေကိုအသိပေးလာခဲ့တာပြီဖြစ်ပါတယ်ဆိုတော့တန်းစင်ရဲ့ထူပွဲကြီးကတော့ one championship ကနေဒီဝင်မထုတ်ပြန်သေးပါနဲ့နောက်လာမှာထူရဖို့အတွက်တော့တရားရခိုင်နှုန်းကြီးပြေသွားပြီဖြစ်ကြောင်းအပင်သတင်းတွေကကျွန်တော်သိရတယ်တန်းစင်ဟာ target group ကိုထိုးပြီးကလေးကနေသဘုံထူနာမည်ကြီးလာခဲ့တဲ့ပြီဖြစ်တယ်ဆိုတော့ခုတန်းစင်ကတော့ target group ကိုကျန်လေစင်ကိုထိုးကျင်နေဆိုပြီးတော့ပြောထားရှိရေပေါ့နော် ဒါခါလေးမဖြစ်နိုင်ဘူးလို့တော့ကျွန်တော်နည်းနည်းမပြောနိုင်ဘူးတန့်စင်သားမာဂုံရှိလို့ရှိရင်မာဂုံမှာအနေထားတစ်ခု ရောက်သွားပြီဆိုရင်ထာဂီရုကိုအနိုင်ယူနိုင်ပါတယ်တန့်စင်ကတော့သူ့ချစ်တွေရောပါဝါတွေရောနီးစနစ်တွေရောကောင်းကောင်းလေးဝဲထွေးမှာအသုံးချနိုင်ပေမဲ့သူရဲ့အားနည်းချက်ကမာဂုံဖြစ်နေကြတာပါဒီတခါကျတော့တက်လုံအာမကောင်းဘူးဆိုတော့ပထမအချီပိုင်းတွေမှာသန့်စင်ကအမြဲတမ်းတာနေတယ်လို့ကျွန်တော်တို့အနေနဲ့တွေးရပါမယ် ်နောက်ပိုင်းအချီတွေမှာတော့သန်းစင်ကပြန်လဲရှုံးတတ်ပါတယ်ပထမအချီမှာသန်းစင်ကအနိုင်ရလူနီးပါဖြစ်ပေမဲ့နောက်အချီမှာသူနိုင်မယ်လို့ကျွန်တော်အနေနဲ့တရားရခိုင်တို့ယုံကြည်စိတ်ချလို့မရပါဘူးအခုတော့သန်းစင်ကသူ့ရဲ့အားနဲ့ချက်တွေကိုအပြည့်အဝပြင်ဆင်လေ့ကျင့်ထားပြီးတော့ပြည်သူတွေကိုအသိပေးလာတယ်သူအနေနဲ့ target group ကိုပြန်လဲစင်ကိုထိုးချင်နေတဲ့ target group နဲ့ထိုးရင်တော့တခြားသော fighter တွေနဲ့ထိုးရတာထက်ထိုးကြည့်ကအစပေါင်းများစွာရပါတယ် target group ကိုသန်းစင်ကအစားထိုးဝင်ထိုးရတော့က ဒေါ်လာတသိန်းနဲ့စားချုပ်ထက်မနည်းတဲ့စားချုပ်ဝတ်တန်းစင်ကရရှိလိုက်တာဖြစ်ပြီးတော့နင်နာကြီးအနေနဲ့ထူးကြီးလေးအများကြီးရရှိခဲ့တာပါ။ဂါဂီရူဟာရော့ထန်တို့ထက်တောင်းထူးကြီးအများကြီးအစပေါင်းများစွာရပါတယ်။ဒေါ်လာတသန်းလောက်ရတယ်လို့အတိအကျကိုသိရပါတယ်။ဆိုတော့ဂါဂီရူကထူးကျင်တော့ထိုးရမှာပေါ့လေ။ဒါပေမဲ့လောလောဆယ်မှာတော့ဂါဂီရူနဲ့ထိုးရဘူးဆိုတာကတော့မဖြစ်နိုင်သေးပါဘူး။ဘလို့အခင်းချင်းမျိုးနဲ့ ဝမ်ချမ်ပီယံရှစ်ဘက်ကနေတန်းစင်ကိုပွဲပြန်သေးပြီးမလဲဆိုတာကတော့စိတ်ဝင်စားစရာပါတန်းစင်ဟာအခုထိုးရမယ့်ဘွဲမှာသူ့အနေနဲ့တက်တည်ပြရလိမ့်မယ်ဒါမှမဟုတ်လို့ရှိရင်တန်းစင်ရဲ့ဝမ်ချမ်ပီယံရှစ်မှာဖိုက်တာဘဝကဒီစုံမျောသွားတော့မှာပါဒီဘွဲကတန်းစင်တို့အဆုံးဖြတ်ပြီးမဲ့တကယ်ကိုမှအရေးကြီးဆုံးဘွဲဖြစ်ပါတယ်တန်းစင်ရဲ့ဘွဲကတော့နောက်လာမှာကြည့်ရဖို့အတွက်လုံးဝကိုကျင်းတည်သွားပြီလည်းဖြစ်ပါရည်နော်